ဒီနေ့မှာတော့တမာတိနဲ့ပတ်သက်ပြီးအင်္ဂလိပ်လိုတိတက်နားလည်အောင်ဆရာရဲ့လမ်းတာတွေကိုဆရာတင်ပေးဦးမှာပဲဖြစ်ပါတယ်ပထမအဆုံးလေးမေခွန်လေး what is samadhi ဒါကတော့နေ့တိုင်းဒီဓမ္မစီရီကိုလေ့လာနေရဆိုတော့သိနေပြီစာအတန်ဒီဆရာဘာမှလို့တာအတန်ပြောင်းသွားရပေါ့တမာတိပါဠိလိုဆိုရင်တော့ samadhi အဲ့တော့တမာတိဆိုတာ what ပါပါလဲတဲ့အဲ့ကြည့်လိုက်အောင်တမာတိကဘာလို့ဆိုလဲဆိုတော့ it means ၎င်းကဆိုလို့တဲ့ဘာလို့ဆိုလို့လဲဆိုရင် deep concentration တဲ့ concentration ဆိုတာအာယုံစူးစိုက်ခြင်းလို့ခေါ်တယ် အယောစုဆိုင်တာเนาะဒီ series ကိုသင်ပေးခြင်းဒီဘူဇင်ဘူဇင်နဲ့ပတ်သက်တဲ့အခြေခံသဘောတရားတွေရယ်ပြီးတော့ခက်ခဲတဲ့ vocabulary နည်းနည်းတဲ့ဝေါ်ဟာရတွေကိုရစေခြင်းနဲ့ရွယ်ချက်ပါတာဖြစ်တဲ့အတွက်ကြောင့်ဒီ series ကိုလေ့လာတဲ့အခါမှာတခြားလေးရင်းမှတ်ပြီးတော့ဒီ vocabulary ကိုချက်လိုက်ဖို့လိုတယ် meaning ဒီတိုင်းထိုင်ချက်မဲ့အစားအဲ့လိုအကြောင်းအရာလေးနဲ့တွေ့ကြတာ assignment တွေအတွက်ပုံပြီးဆွဲဆွဲမြဲမြဲမှတ်မိပြီးလက်တွေ့အသုံးချနိုင်ဖို့အခွင့်အလမ်းတွေပိုများစေမှာပါအဲ့တော့ deep ဆိုတာနှက်ဆိုင်ဆိုတာเนาะနက်နက်ဆိုင်ဆိုင် ာယုံစူးဆိုင်ခြင်းလို့ဆိုလိုပါရဲ့တဲ့တခုခုကိုအာယုံဆိုင်လိုက်တာရိုးရိုးအာယုံဆိုင်တာမဟုတ်နော် deep ပါတယ် net shine ဆိုတာအာယုံစူးဆိုင်ခြင်းလေအဲ့ဖာကြောင့် alkaline mind calm 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 အဲ့ဒါလည်းထွက်မယ်တည်ငြိမ်သော mind စိတ်တည်ငြိမ်နေတဲ့စိတ်ကိုလည်းဆရာတော်တမာတိလို့ခေါ်လို့ရပါတယ်လေ net shine ဆိုတာအာယုံစူးဆိုင်ခြင်းပြီးတော့တည်ငြိမ်နေတဲ့စိတ်ဒါဘာလို့ဆိုလို့ရလဲတမာတိကိုဆိုလိုပါရဲ့တဲ့ဒါဆိုတမာတိအားကောင်းတဲ့ဆိုတာတစ်ခုခုကိုကောင်းကောင်းအာယုံဆိုင်နိုင်တယ် ါမှမဟုတ်စိတ်ကတည်ငြိမ်နေတယ်ဒီလိုလေးမျိုးထွက်တယ်ပေါ့နော်အဲ့တော့ဆရာတို့ကဒီစိတ်ကတည်ငြိမ်နေတယ်ဆိုလို့ရှိရင်သူကစိတ်ကပို့ပြီးတော့စွမ်းအားတွေရှိလာရဲဆိုတဲ့အဓိပ္ပာယ်မျိုးထွက်တယ်အဲ့တော့ခု why is samadhi important တမာတိက why ဘာကြောင့် important အရေးကြီးရလဲကဲနေတိုင်းဆရာတို့ကျင့်သုံးရမယ့်ဟာပေါ့တမာတိကဘာကြောင့်ကျင့်သုံးတင်တာလဲဆိုတော့ it helps us သူကဆရာတို့ကိုကူညီပေးနိုင်တယ် understand နားလည်ဖို့ဘာလို့နားလည်ဖို့လဲဆိုရင် life true life ဘဝရဲ့ truth စာအမှန်တရားကိုနားလည်ဖို့ သူကကူညီပေးတဲ့ဆရာဖွေနေရပဲပြောထားတယ်တည်ငြိမ်နေတဲ့စိတ်ကသာနှဆိုင်တဲ့အရာတွေလေ့လာနိုင်မလို့ပြောထားတယ်အဲ့တော့စိတ်ကတည်ငြိမ်နေရဆိုတဲ့အကြောင်းဘဝရဲ့အမှန်တရားလိုမျိုးလေးနက်တဲ့အကြောင်းအရာတွေမဖြစ်လာမယ်နားလည်နိုင်အောင်ကူညီပေးရမယ်တဲ့ဒါကြောင့်ခက်ခဲတဲ့ကျင့်စဉ်တွေကျင့်ဖို့အရင်ဆုံးစိတ်တည်ငြိမ်သွားဖို့သမာဓိအရေးကြီးတယ်ပေါ့ခဲနောက်ထပ်ကြည့်ပါဦး What is one way to practice samadhi သမာဓိကို to practice လေ့ကျင့်ဖို့ နော် one way နီလန်တစ်ခုက what ဘာဖြစ်ပါတယ်လဲတမာတိကောင်းအောင်လေ့ကျင့်မယ်နီလန်တစ်ခုကဘာလဲတဲ့နီလန်နေအများကြီးရှိတယ်ပေါ့အဲ့မှာမှာဘာလဲဆိုတော့ mindfulness of breathing breathing ဆိုတာဆရာတို့ဒီဝင်လေထွက်လေပေါ့နော်အာနာပါနလို့ခေါ်ရပေါ့ဝင်လေထွက်လေရှုခြင်းက mindfulness တတိတရားကျင့်စဉ်လို့ခေါ်တယ်ဒီတတိတရားကျင့်စဉ်လေးပဲဖြစ်ပါရဲ့ mindfulness of breathing ဆိုတာဆရာအသက်ရှူတယ်အသက်ရှူတဲ့အခါမှာအဲ့ဒါကိုတတိလေးထားလိုက်တယ် လေးလေးဝင်သွားတယ်ပေါ့အသက်ရှူထွက်လိုက်တဲ့ဆိုရင်လေးလေးထွက်သွားတယ်ဒီဟာလေးတစ်ခုပေါ့ဒီ breathing လုပ်ခဲ့တဲ့အသက်ရှူခြင်းအပေါ်မှာ mindfulness တတိလေးကတ်ထားတဲ့ ကျင့်စဉ်တစ်ခုပဲဖြစ်တယ်ဒါကျင့်စဉ်တွေအများကြီးတွေ့ရမှာတမာဒီကောင်းကျင့်စဉ်တင်းတဲ့အထက်ကတစ်ခုပါပါလေ mindfulness of breathing လို့ခေါ်တဲ့လူတော်တော်များများကျင့်နေတဲ့ဝင်လေထွက်လေရှုတဲ့ဟာလေးပဲဖြစ်တယ်ဆိုတဲ့ဟာကိုဆရာအင်္ဂလိပ်လိုပြောခဲ့ပေးရပဲဖြစ်ပါတယ်ဆရာလန်နာတွေအတွက်အကျိုးရှိမယ်လို့လည်းယုံကြည်ပါတယ်ဒီတိုင်းစူးစမ်းလေ့လာပါဆရာ writing scene နဲ့တွေ့ပြီးတော့တင်ပေးနေပါတယ်စူးစမ်းလေ့လာမယ်ဆိုလို့ရှိရင်ဒီတိုင်းငယ်ဆိုင်အများကြီးဆရာလန်နာတွေတုံးချနိုင်မယ်ဆိုတာကိုဆရာပြောကြားခြင်းပါတယ်အဲ့ဒီတော့အားလုံးပဲ fight တင်ပါနော်ဟိုရ grand to study the next new value of samadhi so what is samadhi It means deep concentration and a calm mind. Samadhi means deep concentration and a calm mind. So when our mind becomes still, it becomes powerful, stronger, and focused. The second question Why is Samadhi important? It helps us understand life true. With a calm mind, we can see things clearly and we can see things wisely. The last question What is one way to practice Samadhi? One of the way is mindfulness or breathing. It just watch it breathe in and out, slowly and gently.